အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရွာအလွမ်းပြေအနေနဲ့တောက်စားဟင်းလေးတစ်ခွက်ချက်ဖြစ်လို့ချက်နီးလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ရှင်လုံနီးလေးကအရန်ကိုလွယ်ကူတာမို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်အရင်ဆုံးချင်ပေါင်ရွက်တွေကိုချွေပြီးတော့နှစ်ပိုင်းလေးချိုးထားပေးလိုက်ပါရစေ ီးရင်တော့မူလာဥဖြူနဲ့ရိတ်ဆိတ်ထားတဲ့ယောဂရီတွေကိုလည်းကိုလိုတဲ့ပုံစံအတိုင်းနှိဖြတ်ထားပေးလိုက်ပါမယ်ဆုံးမမငရုတ်တီစေစက်တော်နေနဲ့စက်တော်ပြူကိုမညက်တညက်လေးထောက်ထားပေးလိုက်ပါတယ်ရှင် အလုံးအစင်တင်ဖြစ်ပြီးဆိုရင်တော့ခုနက ထောက်ထားတဲ့ကြက်တော်နေကြက်တော်ဖြူနဲ့ငရုတ်သီးဆေးကိုစီတက်ပေးလိုက်ပါမယ်အစင်းနဲ့လေးပြောက်သွားပြီးဆိုရင်တော့ချင်ပေါင်ရွက်ကို ထက်ပြီးခဏလောက်ဖောက်သွားပေးလိုက်ပါတယ်နော်ချင်မောင်ရွက်လေးတွေနွမ်းလာပြီဆိုရင်မူလာဥဖြူနဲ့ရေကိုထက်ပြီးတော့ဆူလာတဲ့အထိတက်သွားပေးလိုက်ပါရရှင်။ ိုမျိုးပွပွဲဆူနေတော့မှထွက်လာတဲ့အမြုပ်လေးတွေကိုလည်းဇွန်လေးနဲ့ခတ်ထုတ်ထားပေးလိုက်ပါမယ်နော်မလာဥကျူလေးတွေချက်ခါနေပြီဆိုမှယောပတိတီကိုထပ်ပေးလိုက်ပါမယ်။ အရတာအတွက်ကိုတော့စိတ်စားငပိအကြီးဖြောထားတာလေးရယ်စာနဲ့နဲ့နဲ့အရတာမျိုးကို ကိုစိတ်ကြိုက်ချစ်စားပြီးတော့ထပ်ပေးလိုက်ပါလေရှင်အရသာလည်းအဆင်ပြေပြီပေါဝင်ပစ္စည်းတွေကလည်းကျက်ပြီဆိုရင်တော့ ပေါဝင်ပစ္စည်း၃မျိုးတည်းနဲ့အရသာရှိတဲ့တောက်စာဟင်းလေးရပါပြီရှင်။ကျမတို့ဒီသားဘက်မှာဆိုရင်တော့ဒီတောက်စာဟင်းလေးထက်ကို၅၆ယူနဲ့ခရမ်းသေးလို့လည်းထက်ချက်လေးရှိပါတယ်။ ကျွန်မကတော့ရှိတာလေးနဲ့ပဲအလွယ်ချက်ပြလိုက်တယ်ပေါ့နော်။ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။